အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒေါ်လာနေ့သစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်သားပါရခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြမယ့်သတင်းကြောင်းရာတွေကတော့နယူးဒေါ်လာရေးကြောင်းမဲဆွယ်စည်းရုံးမှုမှာထည့်ပြောတဲ့ပြည်သူပါတီကိုယ်စားလှယ်လောင်းဥလွင်မြင့်ကိုစစ်တပ်နဲ့ရွေးကောက်ပွဲကော်မရှင်ကအရေးယူပြီးတော့တရားစွဲမယ်လို့သိရပါပါတယ်ရန်ကုန်မြို့ပြပျောက်ကြားတော်လိုင်းရေးတပ်ဖွဲ့ဝင်2ဦးဖမ်းဆီးခံရပါတယ်ခင်ဗျာ ဘောက်ကောင်းမှာတော့မင်္ဂလာဆောင်နေကိုစစ်ချုံးကောင်စီတပ်ကဘုံကျဲလို့ပြည်သူတို့အသေးဆုံးသွားရပါတယ်။ပေါင်းမြွတ်နယ်တောင်ပိုင်းကိုစစ်ကြောင်းသုံးကြောင်းခွဲပြီးတော့ဝင်လာတဲ့စစ်သားတွေတိုက်ခိုက်ခံရပြီးအများပြားသေဆုံးသွားပါတယ်။အထူးရောက်ရွေးကောက်ပွဲအတွက်ပါဝင်ရတဲ့အဆိုတော်နဲ့အမှုပညာရှင်တွေကိုဆန္ဒလျောက်တက်ကြွစွာပါဝင်သူတွေလို့မမအောင်ကတုံ့နှုံပြီးတော့ဂုံပြူတယ်လို့သိရပါတယ်။ပါလက်စတိုင်းနိုင်ငံလုံးဝရှိမလာစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ကထပ်ပြီးတော့ပြောလာပြန်ပါတယ်ခင်ဗျာ။ ဒီသတင်းလေးနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရပါပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂျမ်ဘတ်စရှုံးကောင်စီတက်ရဲ့အာနာသိမ့်မှုကိုစန့်ကျင်တဲ့နွေတော်လိုင်းရဲ့အကြောင်းမက်ဆွယ်စီယိုမှုမှာထည့်ပြောတဲ့ပြည်သူ့ပါတီကတင်ငန်းညို့မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်တိုင်လောင်းဥလွင်မြင့်ကိုစရှုံးကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကအရေးယူမှဖြစ်ကြောင်းအဲ့ဒီကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ် ဥက္ကူကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ PP ကတင်ငန်းညိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကသူ့သားက2021ခုနှစ်တော်လှန်ရေးမှာပါဝင်ခဲ့ကြောင်းမကြသေးမီကမှထောင်ကနေလွတ်မြောက်ခဲ့ကြောင်းဒါ့အပြင်မဲဆွယ်စည်းရုံးရေးလက်ကမ်းကြော်ညာစာမှာဆရာနာသိမှုကိုစန့်ကျင်တဲ့2021ခုနှစ်ຫນွေဦးတော်လှန်ရေးလို့သုံးလုံးဖော်ပြခဲ့ကြောင်းလာတူပဲထောင်တွင်းနိုင်ငံရေးကျင်းသားတွေအတွက်ငွေကြေးနဲ့ထောင်ဝင်စာတရက်တအားပါဝင်ကူညီခဲ့ကြောင်းပြောဆိုပြီး မက်ဆွယ်စီယုံနဲ့ရုတ်တံကိုထုတ်လွှင့်ခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကမက်ဆွယ်စီယုံရမှာ2020ခုနှစ်ဆက်အာနာသိမ့်မှုနောက်ပိုင်းဖြစ်စဉ်ကိုအရေးတော်ပုံတော်လှန်ရေးဆိုတဲ့စကလုံးတွေတုံ့နှုတ်ခဲ့တဲ့အတွက်ဥပဒေနဲ့မညီကြောင်းကိုယ်စားလှယ်လောင်းဤချင်းနဲ့ကိုက်ညီမှုမရှိကြောင်းစစ်တပ်ထောက်ခံတဲ့ Telegram Channel ချုပ်ကပေါ်ပြခဲ့ပြီးတဲ့နောက်စစ်ကြောင်းစီတဲ့လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကဦးလွင်မြင့်ကိုအရေးယူမှဖြစ်ကြောင်းထုတ်ပြန်ကြေညာလာတာပါခင်ဗျာ အကြောင်းအရာမှန်ကန်ပါကတရားစွဲအဖွဲ့အစည်းတွေကတက်ဆိုင်ရာဥပဒေနဲ့ရည်ရွယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲလိုပဲရည်ရွယ်ဆောင်ရွက်ပြီးရင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းလွတ်တော်ကိုယ်စားလှယ်လောင်းတဲ့တက်ဆိုင်တဲ့လွတ်တော်ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်တွေနဲ့ဆက်ပြီးတော့ရည်ရွယ်ဆောင်ရွက်ရမှာဖြစ်ပါကြောင်းစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကသတင်းမီဒီယာတွေကိုသတင်းထုတ်ပြန်ပြောဆိုထားပါတယ်။ဦးလင်းမြင့်ကတော့နိုင်ငံရေးကျင်းသားဟောင်းတယောက်ဖြစ်ပြီးသင်္ကန်းညွန့်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေရာအတွက်ဝင်ရောက်ရှင်ပြိုင်မဲဆွဲရမှာသူ့ရဲ့အဖေသူ့ရဲ့သားအပါဝင်မျိုးဆက်၃ခုက တော်လှန်ရေးမျိုးဆက်တွေဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်ခင်ဗျာကျွန်တော်ဥလွင်မြင့်ဆိုတာကလည်းနိုင်ငံရေးမျိုးဆက်30တိုင်ကျွန်တော်တို့ဟာနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ဥလွင်မြင့်ဖြစ်တယ်အဲ့တော့ကျွန်တော်ဖေဥတန်းဆိုရင်လဲကိုကိုကျွန်းမြန်ကြီးပေါ့မဆာလာရဲ့တပါတီအာနာရှင်စနစ်ကိုရဲရဲဝံ့ဝံ့တွန်းလှန်တော်လှန်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ကျွန်တော်ဖေဟာလဲထောင်းကျဉ်ကျဉ်ကြခဲ့တယ်အခုကျွန်တော်ဆိုရင်လဲ88နောက်ပိုင်းကျောင်းသားခေါင်းဆောင်တွေနဲ့အတူအင်းစိန်ထောင်းတရက်ထောင်းတွေမှာကြခဲ့တဲ့ နိုင်ငံရေးကျင်းသားဟောင်းတယောက်ဖြစ်တယ်ကျွန်တော်သားကတော့အခု2021အရေးတော်ပုံမှာထပ်ပြီးတော့ထောင်ကျခဲ့တာပြီးခဲ့တဲ့လပိုင်းလပိုင်းကပဲကျွန်တော်သားကတော့အခု2021ခုနှစ်အရေးတော်ပုံမှာထပ်ပြီးတော့ထောင်ကျခဲ့တာပြီးခဲ့တဲ့လပိုင်းကပဲပြန်လွတ်လာတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာပြည်သူတွေအတွက်ကိုပဲထောင်မဲကြကြတမ်းမဲကြကြဆိုတဲ့နိုင်ငံရေးကျင်းသားဟောင်းဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဟာရုံကြီးကြီးပဲပြည်သူအတွက်အာမခံချက်ပေးနိုင်ပါတယ်ဆိုပြီးဥလိုမြင်ကပြောဆိုခဲ့ပါတယ် အကြမ်းဖက်ဆက်ရှုံးကောက်စီတက်ကပြုလုပ်မဲ့2025ခုနှစ်ရွေးကောက်ပွဲမှာတော့ဦးကူအိုကြီးရဲ့ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း912ဦးဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့ပြပျောက်ကြား YUPA ဒေါ်လာရေးတက်ဖွဲ့ဝင်2ယောက်ဆက်ရှုံးကောက်စီတက်ရဲ့ဖမ်းဆီးတာခံလိုက်ရလို့သူတို့နဲ့အဆက်အသွယ်ရှိသူတွေရှောင်ချကြဖို့နဲ့သူတို့ကိုအဆက်အသွယ်လုံးဝမလုပ်ကြဖို့ YUPA တက်ဖွဲ့ကသတိပေးကြေညာထားပါတယ် YUPA ဒေါ်လာရေးတက်ဖွဲ့ဝင်ရဲဘော် KC နဲ့ရဲဘော်မိုးလေးတို့နှစ်ယောက်ကိုနိုဝင်ဘာလ16ရက်မှာစစ်ရှုံးကောင်စီကဖမ်းဆီးသွားတာဖြစ်ပါတယ်။ YUPA တက်ဖွဲ့တာဝန်ရှိသူတယောက်ကတော့ဒီကနေ့ကျွန်တော်တို့ရန်ကုန် UG People Army YUPA ရဲ့ရဲဘော်တွေဖြစ်တဲ့ KC နဲ့မိုးလေးခွေးဆဲခံလိုက်ရပါတယ်။သူဖြစ်ပါ၍သူတို့နှစ်ဦးနဲ့ဆက်သွယ်ရှိသူတွေရှိပါကလုံးဝဆက်သွယ်မလုပ်ကြဖို့3ပေးအပ်ပါတယ်ဆိုပြီးပြောဆိုထားတာပါခင်ဗျာ။ ဝယူပီရဲဘော်တွေလည်းအရေးပေါ်နေရာရွှေ့ပြောင်းနေရပြီးပြောင်းရွှေ့စိတ်တွေလည်းလိုအပ်နေတာကြောင့်ရဲဘော်တွေရဲ့ပြောင်းရွှေ့စိတ်တွေလိုအပ်တာကိုဖြည့်ဆည်းပေးဖို့တောင်းဆိုထားကြပါတယ်။စစ်ရှုံးကောင်စီတဲ့အာဏာသိမ်းတာကိုမလိုလားတဲ့လူငယ်တွေစူးစီးပြီးတော့ပေါင်းစည်းထားတဲ့ WPA ရန်ကုန်မြို့ပြပြောက်ကြားတော်လိုင်းရေးတပ်ဖွဲ့အနေနဲ့ရန်ကုန်မြို့နယ်တွေမှာရှိတဲ့စစ်ရှုံးကောင်စီတဲ့ရဲနဲ့စစ်ရှုံးကောင်စီတောက်တိုင်တွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှုတွေလှုံ့ဆော်နေတာဖြစ်ပါတယ်ခင်ဗျာ။ ဘကိုးတိုင်းနေ့ကသတင်းနဲ့ဆက်ချင်ပါတယ်ဘကိုးတိုင်းပောက်ခုံးမြို့နယ်ဂျိုးမင်ဝမ်းရွာမှာမင်္ဂလာဆောင်ကျင်းပနေတဲ့အချိန်ဆွေရှင်ကောင်းစီတက်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတယောက်သေဆုံးခဲ့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ထံကနေသိရပါတယ်နိုဝင်ဘာလ16ရက်နေ့မနက်9:00နာရီဝန်းကျင်ချိန်မှာဂျိုးမင်ဝမ်းရွာကိုအကြမ်းဖက်စစ်တပ်ကလင်းနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ချောင်းကောင်းဘက်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲဒီဘုံကျဲတိုက်ခိုက်မှုဟာကျေးရွာတွင်မင်္ဂလာဆောင်ကျင်းပနေတဲ့နေအိမ်ပေါ်ကိုကျောက်ရောက်ပောက်ကွဲခဲ့တာကြောင့်အမျိုးသမီးတယောက်သေဆုံးခဲ့ပြီးအမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် အခုလိုဘုံကျဲတိုက်ခိုက်မှုကိုစစ်တပ်လက်ဝဲကန် channel တွေမှာတော့ပြည်ထောင်မင်္ဂလာဆောင်ကိုဘုံကျဲတာလို့ဝါဒဖြန့်မှုတွေရှိနေပေမဲ့ဒေသခံတွေကတော့အရသာပြည်သူမင်္ဂလာဆောင်သာဖြစ်တယ်လို့ပြောဆိုပါတယ်ပြည်ထောင်မင်္ဂလာဆောင်မဟုတ်ပါဘူးရွာထဲမှာလုတာပါအရသာမင်္ဂလာဆောင်ပါပဲလို့ဒေသခံပြည်သူတယောက်ကပြောပါတယ်ခင်ဗျာဒါပြင်လေကြောင်းတိုက်ခိုက်မှုခံရတဲ့ဂျိုးပင်ဝိုင်းကျေးရွာအနီးနားမှာတိုက်ပွဲဖြစ်နေတာလည်းမရှိဘူးလို့သိရပါတယ်ခင်ဗျာဒီဘက်ကိုအချိန်မနည်းတော့ဘူးနော်လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာအေးအေးကြောင့်မို့နော်ပြည်ခရိုင်ကိုနင်းနေတာပြီးတော့ ပြည်သူတွေ PDF တွေကိုအားမပေးရအောင်လို့လုပ်နေတာပေါ့ပြည်ခရိုင်ကရခိုင်နဲ့ဆက်ဆက်နေတော့အသေးမဲနေတာအေးကလည်းဘရောင်းအုပ်ရှိပင်ဘက်ကိုတောင်ရောက်နေတာကိုအဲ့လိုဆိုတော့ပြည်မြို့နဲ့အနည်းဆက်ဆုံးနေရာတွေကိုမှွင့်နေတာပေါ့ဆိုပြီးဒေသခံတယောက်ကသူ့အမြင်ကိုဆက်ပြီးတော့ပြောပါတယ်ခင်ဗျာမင်္ဂလာဆောင်ဗိုလ်ချုပ်တက်ခိုင်မှုခံရတာကြောင့်တည်ဆုံးသွားတဲ့အမျိုးသမီးဟာအသက်35နှစ်အရွယ်မတ်မမို့ဝင်းဖြစ်ပြီးဒဏ်ရာရသူကတော့အသက်42နှစ်အရွယ်ကိုတန်းစော်ဦးဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ မကွေးတိုင်းကတိုက်ပွဲသတင်းနဲ့ဆက်ချွန်ပါတယ်မကွေးတိုင်းပေါ့မြုတ်နယ်တောင်ပိုင်းကိုစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ဝင်လာတဲ့အကြမ်းဖက်စစ်သားတွေတိုက်ခိုက်ခံရပြီးအများပြားသေဆုံးတာလက်နက်ခဲယမ်းတွေသိမ်းဆီးရရှိခဲ့တယ်လို့ပေါ့မြုတ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာပြီးခဲ့တဲ့နိုဝင်ဘာလ၃ရက်နေ့ကပေါ့မြုတ်နယ်တွင်စစ်ကြောင်းထိုးလာတဲ့မိထီလာချေဆိုင်တပ်မ69လက်အောက်ခံအမတ်စလီအမတ်69နဲ့ခမရ109တရင်3ရင်ပူပေါင်းအင်အား150လောက်ရှိတဲ့စစ်ကြောင်းနဲ့ပေါ့မြုတ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ကျောက်ကကျေးရွာအနီးမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါခင်ဗျာတိုက်ပွဲတွေမှာဂျမတ်စစ်သား၁၀ယောက်သေဆုံးကအလောင်းတွေကိုတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာပဲထားခဲ့ပြီးဒဏ်ရာရသူတွေကိုတော့ထမ်းဆင်နဲ့တည်ယူကာပင်းအောင်ရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုပေါင်းမြို့နယ်ပြည်သူ့ကော်မတီဖွဲ့ပေါပကဖတ်နဲ့ MGY PDF တို့ကပူးပေါင်းပြီးတော့လုဆောင်ခဲ့တာပါခင်ဗျာဒါပြင်နိုဝင်ဘာလ9ရက်ကလည်းတပ်မ96လက်အောက်ခံအချမ်းဘတ်စစ်သားတွေဟာအင်အား130လောက်နဲ့ပေါင်းမြို့နယ်တောင်ပိုင်း တီးကြောက်ရွာကနေအရှိတ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်ဒေါ်လိုင်းပူပေါင်းတက်တွေနဲ့ရောကြောင်းတနေရာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာလည်းဂျမ်ဘတ်စစ်သား9ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။စစ်စည်ရေးအတွင်းမှာဂျမ်ဘတ်စစ်သားတွေထံကနေ MA1 နှစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ကာပိုင်တနက်တစ်လက်၊ MA ဘောက်ဝိုင်း3ခု၊ MA ဘောက်19ခုကြီးမျိုးမျိုး1500လောက်နဲ့60မမ5ခု RPG 9ခု၊ INA က10ခု၊တိုက်မိုင်း6လုံး၊နေမိုင်း5လုံး စလစ်မိုင်း၅လုံးလက်ပစ်ပုံ၆လုံးစက်သွေးရေးဆက်အကြီး၃လုံးစကားပြောဆက်၂ခုကွန်ပျူတာ၃လုံး Bluetooth ဘောက်၃လုံးရေချိုင်း၂လုံးဓာတ်၃လက်ဖုန်း၂လုံးစစ်၃ကြောပိုးအိတ်၃လုံးခောက်ဆိုလာ၂ခုမီကျိုးခွေ၃ခု power bank ၃လုံးဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရရှိတယ်လို့သိရပါတယ်ဒီလက်ခံမှုကိုတော့ပေါ့မြွနယ်ပြည်သူ့ကော်မတီအဖွဲ့ပေါ့ပကဖပေါ့စိတ်ဖြူတရင်စုဖွဲ့မှုနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာလို့သိရပါပါခင်ဗျာ။ အကြမ်းဖက်ဆရှုံးကောင်စီရဲ့တူယောင်ရွေးကောက်ပွဲအတွက်မဲပေးရေးလှုပ်ရှားမှုမှာအတင်းကျပ်ဖိအားပေးဆင့်ခေါ်ပြီးတော့ပါဝင်ရတဲ့အစိုးရတွေနဲ့လူပညာရှင်တွေကိုဆန္ဒလျောက်တက်ကြွစွာပါဝင်သူတွေဖြစ်တယ်လို့စစ်တပ်လက်အောက်ခံပညာရေးဝန်ကြီးဆိုသူမောင်မောင်အောင်ကတုံ့တုံ့ပြောဆိုလိုက်ပါတယ်။နှွေမလာ15ရက်နေ့ရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့မြမတန်တဲ့ရုံမြင့်တန်းကြားမှာရွေးကောက်ပွဲအောင်မြင်ရေးဂီတအစည်းအရုံးဗဟိုအစီအစဉ်နဲ့အသည့်ပညာပေးနှိုးဆော်ရေးရွေးကောက်ပွဲလှုပ်ဆော်တေးရိုက်ကူးနေမှုကိုမမောင်အောင်ကတွားရောက်ကြည့်ရှုပြီးတဲ့နောက် အခုလိုမျိုးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်ရွေးကောက်ပွဲမဲပေးရေးလှုပ်ရှားမှုအတွက်ဂီတာစီယုံဘ ਹੁ ဥက္ခလွင်မြင့်နဲ့အစိုးရတွေကလာရောက်ပါဝင်ခဲ့ကြပြီးရွေးကောက်ပွဲလှုပ်ဆော်တေးရိုက်ကူးခဲ့ကြကြောင်းအနာဂတ်မျော်ရည်မဲပေးမည်တခြင်းကောင်းစဉ်နဲ့နာမည်ရဒေသရှင်တွေဖြစ်တဲ့ရေထိုက်ကိုလက်ကြည်ပြူခင်းရွှေပြူမွမွကျော်လွင်ခင်လားပြေဝင်းနဲ့ပလဲတန့်တွေတို့ကဒီဆိုရိုက်ကူးခဲ့ကြောင်းဒေသချင်းကိုကိုရီးယားအောင်မင်းနိုင်ကရေးသားပြီးတော့ဂီတာမှုအကယ်ဒမီဝင်းကိုနဲ့အဖွဲ့က တိခတ်အတန်သွင်းကြောင်းသိရှိရပါတယ်အဲ့နောက်မှာတော့မမအုံးကရွေးကောက်ပွဲမဲပေးရထောက်ခံတီးသချင်းကိုလာရောက်ရိုက်ကူးပေးတဲ့ဒေသရှင်တွေကိုတွေ့ဆုံပြီးအနုပညာရှင်တွေကအခုလိုဆန္ဒလျောက်တက်တက်ကြွကြွနဲ့ပါဝင်ဆောင်ရွက်မှုအပေါ်ဂုံယူအတိမတ်ပြုတယ်လို့ထုတ်ဖော်ပြောဆိုလိုက်တာပါအော်တိုဘလာ30ရက်နေ့မှာဂျမတ်စစ်တပ်လက်အောက်ခံပြည်သားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနကညွန်ကျုပ်အေးကျွယ်ကရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာရုပ်ရှင်နဲ့အနုပညာရှင်တိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မဲ့ ဝါရပြအလင်ညာစီယုံရင်မှာပါဝင်သေဆုံးရမှာဖြစ်ကြောင်းလူငင်းနဲ့ပြန်လဲလွတ်မြောက်လာတဲ့အမှုပညာရှင်သေဆုံးနေပါမကြမ်းပါဝင်ရမှာဖြစ်ကြောင်းတကယ်လို့ညင်းမယ်ဆိုရင်အထမင်းရရည်ယူမှာလို့ဖျားပေးပြောဆိုခဲ့ပါတယ်ခင်ဗျာရေကောက်ပွဲဝါရပြလှုပ်ရှားမှုမှာပါဝင်မှုဆက်သွယ်မှုကိုအကြောင်းမပြန်တဲ့အတွက်မင်းသမီးဖူးဖွေးနဲ့သေဆုံးအလင်းရောင်ကိုလည်းစရှုံးကောက်စီတက်ကခေါ်ယူစစ်ဆေးမှုတွေလွတ်ဆောင်ခဲ့ပါသေးတယ်စကြောကစီတကထုတ်လွှင့်ပြသခဲ့တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလင်းညာဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်ကတဆင့် ဝေဖန်တယ်လို့ဆိုပြီးဒိုက်တာမိုက်တီခေါ်တန်းထုံးစောဇက်ဖို့တျိုးဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်နဲ့ဟာသာတျိုးဆောင်အုံတိုင်းခေါ်ဇော်မြင့်ဒိုက်တာအေဂျင့်လူရုပ်ရှင်ဒိုက်တာတက်လွင်ခေါ်ဇမူထွန်းတက်လွင်တို့ကိုဆက်ရှင်ကောင်စစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနှောက်ယှက်သူများဥပဒေနဲ့အမှုဖွင့်ထားပါတယ်မမောင်းအုံးကစစ်တပ်ရဲ့တူယောင်ရွေးကောက်ပွဲမဲပေးရေးလှုပ်ရှားမှုတွေရကူရေးမှာကိုတိုင်ကိုကြလာရောက်ချစ်ရှုတာနဲ့မင်းအောင်လှိုင်ရဲ့မျက်နှာသာပေးမှုကိုရဖို့ကြိုးပမ်းနေကြောင်းပြည်ညာရေးနဲ့နှိစက်တဲ့ သတင်းမြစ်တချို့ကပြောပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတွေဘက်မှာတော့အချုပ်ချာအာဏာပိုင်ပါလက်စတိုင်းနိုင်ငံဆိုတာလုံးဝရှိမလာစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကထပ်လောင်းပြီးတော့ပြောကြားခဲ့ပါတယ်ပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့ဂါဇာကမ်းမြောင်ဒေသရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအမေရိကန်ကတင်ပြမဲ့ဆိုပြချက်တစ်ခုကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကမဲခွဲဆုံးဖြတ်ဖို့ပြင်ဆင်နေချိန်မှာနေတန်ယာဟုကအခုလိုမျိုးပြောဆိုခဲ့တာပါအမေရိကန်ရဲ့ဆိုပြချက်မှာတော့ပါလက်စတိုင်းကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်နေထူထောင်ပိုင်ခွင့် လမ်းကြောင်းမျိုးတွေဖွင့်လှစ်ပေးနိုင်ခြေကိုထည့်သွင်းထားပါတယ်။လက်ရဆုံးမြို့သားရေးဝါဒီတူဖြစ်တဲ့နေတန်ညာဟုကပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာရေးဆိုတဲ့ကိစ္စကိုအစဉ်တစိုက်ဆန့်ကျင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူကပါလက်စတိုင်းနိုင်ငံဖြစ်ထွန်းလာတယ်ဆိုတော့ဟာအကြမ်းဖက်အဖွဲ့အစည်းဟာမတ်စ်ကိုစုချလိုက်တာနဲ့အတူတူဖြစ်ကြောင်းအစ္စရေးနိုင်ငံပိုင်နဲ့နားမှာဟာမတ်စ်ကချေလေတဲ့ပိုပြီးတော့ကြီးမားတဲ့နေမျိုးတစ်ခု ပေါ်ထွန်းလာတာဖြစ်နိုင်ကြောင်းဝေဖန်ထားပါတယ်။အမေရိကန်ရဲ့ဆိုပြချက်တဲမှာတော့ဂါဇာဟာဒေသတည်ငြိမ်ရေးကူညီစောင့်ရှောက်မဲ့ ိုင်ငံတကာတပ်ဖွဲ့တစ်ခုဖြန့်ကျက်ရေးဆိုတာပါဝင်ပါတယ်ဒါပေမဲ့ Hamas နဲ့တခြား Palestine အဖွဲ့အစည်းတွေကတော့ American ရဲ့စိုးပြူးချက်ဟာ Israel ကိုတိတိတသားရိတ်နေပြီး Palestine တွေရဲ့ကိုပိုင်ဆုံးဖြတ်ခွင့်တွေကိုပိတ်ပင်ရာရောက်နေတယ်လို့ဝေဖန်ထောက်ပြနေပါတယ်နောက်ပြီးတော့ Gaza မှာတပ်ဆွဲထားမဲ့နိုင်ငံတကာတပ်ဖွဲ့တွေမှာ Israel လုံးဝမပါဖို့နဲ့ကုလသမဂ္ဂရဲ့ဓာတ်ရိုက်ကိုကဲမှုအောက်မှာရှိနေဖို့လိုတယ်လို့လည်း Palestine ကပြောပါတယ်ခင်ဗျာဒေတန်ယာဟုကတော့ American ရဲ့စိုးပြူးချက်ဟာဂါဇာမှာ လက်နက်ဖြုတ်ယူသိမ်းဆည်းရေးကိုပါတောင်းဆိုထားမှာဖြစ်တယ်လို့ပြောဆိုပါတယ်။ Harmes Ray ဟာကျင်းသစ်ပေါက်လက်နက်ဖြုတ်ယူသိမ်းဆည်းခံရမှာဖြစ်ကြောင်းရွေးစရာကလွယ်တဲ့နီလန်လာ ခတ်တဲ့လမ်းစဉ်လားဆိုတာကို Harmes ကဆုံးဖြတ်ယူတာဖြစ်ကြောင်းဒီကနိုဝင်ဘာလ16ရက်နေ့ကဆိုရဖွဲ့စည်းစည်းဝေးမှာမှတ်ချက်ပေးသွားပါတယ်ခင်ဗျာ။ပလစတိုင်းနိုင်ငံပေါ်ထွန်းလာရေးကိုစန့်ကျင်တဲ့အစ္စရေးဆိုရရဲ့ရည်တည်မှုဟာပြည်တွင်းပြည်ပဘလို့ဖိအားပေးချင်းချောက်မှုမျိုးကြောင့်မှပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းဆိုပါတယ် ူသဘောထားကိုပြောင်းလဲဖို့ဘသူစီကမှတိုက်တွန်းတာတင်ငန်းစာပေးတာတွေမလိုဘူးလို့နေတန်ညာဟုကပြောဆိုပါတယ်။ကနေဒါပြည်တွင်ဩစတြေးလျပြင်သစ်တို့လိုအစ္စရေးရဲ့အစင်အလားမဟာမိတ်နိုင်ငံတချို့ကပါလက်စတိုင်းကိုနိုင်ငံတစ်ခုဖြစ်နေထောက်ခံအသိမပြုဖို့သဘောထားပြောင်းလဲကြခဲ့တဲ့အတိုင်းနေတန်ညာဟုကတော့ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာဖို့လုံးဝမဖြစ်စေရဘူးလို့ယတိပြက်ကြွေးကြော်ထားစေပါ။ဒါတလုံးမှာတော့အစ္စရေးနဲ့ပါလက်စတိုင်းတို့ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျောင်းဝင်ညှိနှိုင်းပေးတဲ့ အစုပြုချက်တရက်ကိုလက်ခံပြီးအပြစ်ခတ်ရစဲထားကြပါတယ်ခင်ဗျာဒေါ်လိုင်းတာဝန်တွေကိုထမ်းရွက်ဖို့အသိရှိနေကြတဲ့ပြည်သူတွေအတွက်ထမ်းရွက်စရာလှုပ်ရှားမှုလေးတခုရှိနေပါတယ်ဒီကြောင်းရကိုတော့ကျွန်တော်အသေးစိတ်ရှင်းပြထားတဲ့ရုပ်သံဖိုင်လေးနဲ့တင်ဆက်ချင်ပါတယ်ဘာဝင်ကျင်တဲ့သူတွေကတော့ကျွန်တော်ဖော်ပြထားတဲ့ Viber ဖုန်းနံပါတ်ကနေတဆင့် live ဆက်သွယ်ပြီးတော့ပါဝင်နိုင်ပါတယ်ပြည်သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့တာဝန်တွေကိုစီထမ်းရွက်ရင်းနဲ့ဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံး လွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့တော်လန်ညီကုံမောင်နှမတွေဒီလအဝတ်စားတင်မဝယ်နေအောင်ဗျာဒီလကျွန်တော်တို့ရဲဘော်တွေဦးစားပေးအောင်ကျွန်တော်လည်းမဝယ်ဘူး PI မကွေးကရဲဘော်အယောက်၁၀၀စာအတွက်ယူနီဖောင်းတွေစင်ပေးဖို့အဲကိုဝရန်ကြီးသိန်း၂၀၀လောက်ရှာပေးပါဆိုပြီးတော့ PI မကွေးတာဝန်ရှိသူတွေကကျွန်တော်တာဝန်ပေးလာတယ်အဲ့တော့ကျွန်တော်တို့သိန်း၂၀၀ရှာမယ်မနေ့ကတော့ကိုပိုင်ချဲတို့သိန်း၆၀၀ရှာဖွေမှုကျွန်တော်မှတ်တမ်းနေနဲ့စနေတကြား ကြံစီဘိုးဟာကိုရှင်းပြပြီးဖြစ်တယ်ဒီနေ့မှာကျွန်တော်တို့ PI မကွေးအတွက်ပြန်ပြီးတော့စပြီ20ကျော်ရင်ကျွန်တော် YouTube ကနေပြီးတော့ပတ်စံထွက်တယ်အဲ့ဒီပတ်စံတွေကကျွန်တော်ရဲဘော်တဦးစာမြန်မာငွေ2သိန်းကျပ်ကျွန်တော်ကနေမတည်ပြီးတော့စတင်တယ်အဲ့တော့ကျွန်တော်ညီကိုမောင်နှမတွေလည်းဒီလအဲအင်ကြီးအစ်စ်ဘောင်းမီအစ်စ်ဖနက်ကလေးတွေနောက်တစ်ခါတခြားအဲကို့အတွက်လိုတဲ့အရာလေးတွေကိုမဝယ်ကြနိုင်အောင်ဗျာဒီလရဲဘော်တွေကိုကျွန်တော်တို့ဦးစားပေးပြီးတော့ဒါလေးပြည့်သွားအောင်ရှာလိုက်ကြအောင်အဲ့တော့ ဒေါ်လာကြီးမှာကျွန်တော်တို့နားနေလို့တော့မဖြစ်ဘူးကျွန်တော်ရဲ့ဟိုရည်စရာကောင်းတဲ့ဟိုဘယ်လိုပြောမလဲ commitment တစ်ခုကျွန်တော်ပြောပြမယ်ဒီလိုငွေတွေရှာတဲ့အခါမှာကျွန်တော်ဘယ်လိုမျိုးစဉ်းစားပြီးလုပ်လဲဆိုလို့ရှင်ကျွန်တော်ပေးရမယ့်အကျွေးပေးရမယ့်အကျွေးဘယ်လောက်ရှိတယ်ဆိုပြီးတော့စဉ်းစားချက်ထားပြီးတော့ငွေရှာတယ်ပေးရမယ့်အကျွေးဆိုတာကျွန်တော်ဆက်ရမယ့်အကျွေးအစစ်မှန်တော့မဟုတ်ပါဘူးဒါပေမဲ့ရေဘော်တွေတက်ဖွဲ့တွေရနေပြီးတော့ဒီလာတော့ကိုဝရန်300ရှာပြီးဒီလာတော့100ရှာပြီးဒီ12လပိုင်းကုန်လို့ရှင်ကျွန်တော်တို့300လောက်ရှာခြင်းတယ် တလားပိုင်းကြာလို့ရှိရင်ဒိတ်တထောင်ရှာခြင်းတယ်ဒီလိုမျိုးတွေကျွန်တော်ကိုပြောလာတဲ့ခါမှာကျွန်တော် commitment ဂတိကဝတ်ပေးတယ်အဲ့ဒီဂတိကဝတ်ကိုကျွန်တော်စက်ရမယ်အကျွေးလို့သဘောထားပြီးတော့တော်လံပြည်သူတွေနဲ့အတူတူကျွန်တော်ရှာဖွေတယ်ပြည့်အောင်ရှာမယ်ကွာမဖြစ်ပြအောင်လုပ်မယ်ရဲဘော်တွေလုံးနေတာရဲဘော်တွေကယုံကြည်လို့အားကိုးလာတဲ့အားကိုးချက်ကိုပြည်သူတွေနဲ့အတူတူမရရအောင်ဖြည့်ဆည်းမယ်ဆိုတာမျိုးကျွန်တော်စိတ်ထဲမှာတတ်မှတ်ပြီးတော့လုပ်ပါတယ်အဲ့တော့ဒီတစ်ခေါက်မှာလဲ PRA မကွေးက ရဲဘော်အယောက်100စာအတွက်ကျွန်တော်တို့ယူနီဖောင်းနေစင်ပေးကြပါမယ်။တယောက်တည်းတန်းနိုင်ရင်တယောက်တည်းတာဝန်ယူပါ။နှစ်ယောက်၃ယောက်လောက်ပေါင်းပြီးတော့တန်းနိုင်ရင်လည်းနှစ်ယောက်၃ယောက်ပေါင်းပြီးတော့တာဝန်ယူပါ။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်9000 1500စာလက်ခံပါလေ။အားလုံးစုစည်းလိုက်လို့ရှင်ရဲဘော်တယောက်စာရမှာပါ။တယောက်စာတယောက်စာတယောက်စာကနေပြီးတော့ကျွန်တော်တို့အယောက်100ပြည့်တဲ့အထိစူးစမ်းပါမယ်။အများကြီးမရှာပါဘူး။သိန်း200ပဲရှာမှာပါ။ကျွန်တော်ကရဲဘော်တယောက်စာကိုတာဝန်ယူပါတယ်။ကျွန်တော်ချွေနေစာနဲ့တာဝန်ယူပါတယ်။အဲ့တော့ မင်းတို့ကနိုင်ငံခြားနေပြီးတော့မင်းတို့ကကြီးကွယ်မြက်ကွယ်ကနေနေပြီးတော့မြောက် ပြေးနေကြတာရဲဘော်တွေကိုမြောက်ထိုးပင့်ကိုလုံနေကြတယ်ဆိုတော့6800သားတွေဘောမာရီရဲ့စကားကိုကျွန်တော်အနာဆုံးပါပဲအဲ့တော့ကျွန်တော်တို့ကဘယ်နေရာဘယ်ဒေသရောက်ရောက်ရဲဘော်တွေနဲ့တသားတည်းရှိတယ်တသားတည်းရှိတယ်ဆိုတာနိုင်ရာတာဝန်တွေကိုအပြောနဲ့မဟုတ်ဘဲနဲ့လက်တွေ့ထမ်းရွက်နေကြတယ်ဆိုတာကိုပြသဖို့လိုပါတယ်ဒေါ်လာရင်းမှာအရင်ကာလတွေကပါခဲ့တာတွေဟိုအရင်တုန်းကလုတ်ခဲ့တာတွေအဲ့ဒါတွေကတပိုင်း အခုလက်ရှိမှာအလုံးတာဝန်ထမ်းရမယ်၊ဗျိုင်းတူတွန်းရမယ်ကာလမှာလေကျွန်တော်တို့အားရသွားလို့မရပါဘူး။ချွေးနေစာနဲ့ကျွန်တော်တို့ချိုးချံချွေတာပြီးတော့ကျွန်တော်တို့သုံးမဲ့အရာတွေကဒီလားတော့တော့ကွာ။ကျွန်တော်အရင်တစ်ခေါက်အရင်တရက်ကစင်တာတစ်ခုကိုသွားတော့အဲ့မှာဘောင်းမီအဲ့ဒီတက်ဘောင်းမီအပြာရောင်လေးကျွန်တော်တအားကြိုက်တယ်ဝယ်ချင်တယ်ဆိုပြီးတော့စိတ်ထဲမှာအဲတိမှတ်ထားတယ်ဒါပေမဲ့အဲ့ဒါမဝယ်ဘူးဗျာကျွန်တော်ပူလာမဲ့ပူရှန်ငွေတဲကနေပြီးတော့ရဲဘော်တွေအတွက်ယူနီဖောင်း တယောက်စာအတွက်ကျွန်တော်တာဝန်ယူမယ်ဒီလိုမျိုးပဲကျွန်တော်တို့ဒီတလမဝယ်လိုက်ရလို့ဘာမှမဖြစ်ပါဘူးအဲ့တော့ကျွန်တော်တို့မျှပြီးတော့ထမ်းကြမယ်ရဲဘော်တွေမှာတစ်နှစ်လုံးနေလို့မှယူနီဖောင်းတစုံမလဲနိုင်ကြပါဘူးတပ်ဖွဲ့အများစုကမလဲနိုင်ကြပါဘူးတချို့ဆိုရင်တစ်နှစ်ကျော်ပြီးနှစ်နှစ်လောက်ရှိနေပြီးအဖာတရာဖြစ်နေပြီးခင်ခွားကြားတွေပြဲလို့ချုပ်ဝါလွန်းလို့အဲ့ဒီမှာဟိုမြင်လို့တော့မကောင်းတော့ဘူးအဲ့တော့ကျွန်တော်တို့ရဲဘော်အယောက်တရာစာအတွက် PI မကွေးရရဲဘော်အယောက်တရာစာအတွက်စပါပြီပါဝင်ပေးပါ ငွေလက်ခံမှာက PI မကွေးကစီစဉ်ပေးထားတဲ့အကောင့်တွေကလက်ခံပါမယ်ကျွန်တော်အမြဲတမ်းလုပ်တဲ့ပုံစံအတိုင်းကျွန်တော်ငွေတပြားတစ်ချက်မှကျွန်တော်စီစဉ်တဲ့အကောင့်တွေလက်မခံပါဘူး PI မကွေးကတာဝန်ရှိသူတွေကစီစဉ်ပေးထားတဲ့ KB WB NUG SDB Thai Bank Singapore Pay Now တခြားဟို US ကလွှဲမဲ့ဆိုရင်လွှဲမဲ့ဈေးတို့ပါတို့အဲ့ဒီအကောင့်တွေအကုန်လုံးကို PI မကွေးဘက်ကပဲတာဝန်ယူပြီးတော့စီစဉ်ထားပါတယ်ပါဝင်ကြပါရဲဘော်တွေအတွက် uniform အရောက်တရာစာအတွက်ရှားပါမယ်အဲဒီနေ့ကစပါပြီကျွန်တော်တို့လကုံလောက်ထိမျောမှတ်ထားပါတယ်လမကုံခင်ပြည့်သွားပြီဆိုရင်လည်းကျွန်တော်နောက်တစ်ဖွဲ့အတွက်တန်းစီနေပါတယ်နောက်မှနောက်မှဖွဲ့တွေတလားပိုင်းကုံနေထိတန်းစီထားတဲ့ဖွဲ့တွေရှိပါတယ်အဲ့တော့တကယ်လိုအပ်နေတာပါဒါကြောင့်မလို့ကျွန်တော်တို့အားအင်နဲ့စုစုစီစီနဲ့ဖြည့်ဆည်းကြပါမယ်ထပ်ပြီးတော့အဘိုးစကားတွေမပြောတော့ပါဘူးလက်တွေပြသကြပါမယ်